အကွဲကြောင့်ကိုစစ်ဆေးနေခဲ့တဲ့အလုပ်သမားတယောက်ကသူ့ရဲ့ခြေထောက်အောက်မှာရှိတဲ့မြေကြီးဝေရွှေ့နေတာကိုတွေ့လိုက်ရတော့တုံ့လောက်သွားခဲ့ပါရင်တကယ်လို့များငလင်လောက်တာ3စက္ကန့်ထက်ပိုပြီးတော့ကြာခဲ့မယ်ဆိုရင်တော့ဒီ area မှာပြင်းအားရှေ့အဆင့်ငလင်လုံးနိုင်ရှေ့က60ရာခိုင်နှုန်းတိုးလာတော့မှာပါကံကောင်းစွာနေပဲအဲ့ဒီလိုလက်နေတုံးမှာပဲ မြေကြီးလောက်တာရက်သွားခဲ့ပါရီသူရဲ့အရှိကတင်ရနေခဲ့တဲ့၆ခံပါးကိုကြည့်ပြီးတော့တက်ပြင်းရှိကြီးချလိုက်မိပါရီဒါပေမဲ့သူတို့နှစ်ယောက်ထွက်ခွာဖို့ပြင်နေတော့မှပဲ၆ခံပါးရဲ့မြောက်ဖက်ခြမ်းကတောင်ကြီးဟာပြိုကျလာခဲ့ပါပြီဒါကတကယ်ဖြစ်ရမှန်ကိုအခြေခံထားတာပါဒီပထဝီဝင်ဘေးအန္တရာယ်ဟာနော်ဝေးနိုင်ငံဂယ်ရင်ဂျာဖီယာမှာဖြစ်ခဲ့တာပါတဘောဝတရားကြီးရဲ့ပြောင်းလဲမှုတွေကြောင့် ပြင်အားရှေ့အဆင့်ရှိတဲ့ငလင်လှုပ်ပြီးတော့အဲ့ဒီကနေအမြင့်ပေတရာကျော်ရှိတဲ့ဆူနာမီလိုင်းကြီးဖြစ်ပေါ်လာခဲ့ကမြို့တစ်ခုလုံးကပျက်စီးသွားခဲ့ပါပြီ2015ခုနှစ်မှာဆိုတော့ဒရိုက်တာရိုယာကဒီဖြစ်ရပ်ကို The Waves ရဲ့ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးခဲ့တာဖြစ်ပါပြီဆယ်လန်လီရဲ့အစမှာဆိုတော့ကယ်ရင်ဂျာဖီယာဘူမိဗေဒစောင့်ကြည့်ရေးစခန်းမှာဘူမိဗေဒပညာရှင်ခရစ်စတီယန်ကပုံမှန်အတိုင်းပဲအလုပ်ဆင်ပါပြီး အဲ့ဒီနေ့ကသူဒီနေရာမှာနောက်ဆုံးအလုပ်ဆင်းတဲ့နေ့မနေ့ဖြန်ဆိုတော့သူတခြားနေရာကိုပြောင်းရတော့မှာပါသူကိုနှုတ်ဆက်တဲ့အနေနဲ့စကမ်းမှုကပါတီလုတ်ဖို့ဆုံးဖြတ်ပါရီဒါပေမဲ့လူအိုင်းကညနေဖက်ဘာဆက်လုတ်ကြမလဲဆိုပြီးစကားပြီးပြောနေတော့ခရစ်စတီယန်ဟာပုံမှန်မဟုတ်တဲ့အရာတစ်ခုကိုတတိထားမိသွားခဲ့ပါရီစောင့်ကြည့်ရေးနေရာနှစ်ခုကမြေအောက်ရေပမာဏဝေဟာမမှန်ဘူးဖြစ်နေခဲ့တာပါစကမ်းမှုကသွားစစ်ဆေးကြည့်ပေမဲ့ဘာထူခြားတာမှမတွေ့ရပါဘူးဒီနေရာမှာတိထားရမှာက Garen Jafia ဟာပတ်သွေးဝင်လှူရှားမှုပြင်းထန်တဲ့မြေလွာပြည့်ရွေကျော်ဆုံအပေါ်မှာတည်ရှိနေ တာပါပုံမှန်မဟုတ်တဲ့တဘဝတရားကြီးရွေလျားမှုအနေငယ်လေးကတော့မှငလင်ကိုဖြစ်ပေါ်စေနေမှာလေအချိန်နဲ့တပြေးညီစောင့်ကြည့်ပြီးတော့ကြိုတင်သတိပေးနိုင်ဖို့အတွက်နော်ဝေးကအဲ့ဒီနေရာမှာတီးတန့်စောင့်ကြည့်စခန်းကိုစောက်ထားပြီးသားပဲဖြစ်ပါလိမ့်စခန်းမှုကဆက်ချွယွန်းတာပဲဖြစ်လိမ့်မယ်လို့ထင်ပြီးတော့နောက်တနေ့မှာဆက်ပစ္စည်းတွေစစ်ဆေးဖို့တယောက်ကိုလွတ်ရန်ဆုံးဖြတ်ခဲ့ပါလိမ့် ခရစ်စတီယန်ကလည်းတိတ်ပြီးမတွေးတော့ဘဲနဲ့အင်ကိုပြန်သွားခဲ့ပါရင်ဒါပေမဲ့လမ်းမှာဆိုရင်သူလမ်းပြီးကြောက်ဆောင်တွေကနေရေဝေစိတ်ပြီးတော့ထွက်နေတာကိုတတိထားမိသွားခဲ့ပါရင်အဲ့ဒီမှာချက်ချင်းပဲအရေးပေါ်အချက်ပြီးခေါင်းလောက်တက်မြည်လာတော့ပါရင်သူကချက်ချင်းစကန်းကိုပြန်ပြေးပြီးတော့တွေ့ရှိချက်တွေကိုတင်ပြခဲ့ပါရင်ကယ်ရင်ဂျာဖော်မာကပုံမှန်အဖြစ်ဆိုရင်တော့မြောက်ရေပမနာအင်မတန်ကိုမှနေပါရင်ရေစိတ်ထွက်တာမျိုးကလုံးဝကိုမရှိတင်မအောင် တကယ်လို့များရှိခဲ့မယ်ဆိုရင်တော့အဖြစ်နိုင်ဆုံးအကြောင်းရင်းကတော့မြေအောက်ဖိအားပြောင်းလဲမှုကြောင့်ပဲဖြစ်ပါရင်ခရစ်စတီယန်ရဲ့ theory ကိုကြားပြန်နောက်စခန်းမှုကပျောက်ဆုံးနေတဲ့အာယုန်ခံကြိယာအကြောင်းပြန်လဲမှတ်မိသွားခဲ့ပါရင်မြေအောက်ဖိအားပြောင်းလဲမှုကြောင့် ထောက်လန်းကရိယာရဲ့အကျိုးပြတ်သွားခဲ့မယ်ဆိုရင်တော့အကျိုးဆက်တွေကဆိုးရွားနိုင်ပါ रे ဘေးအန္တရာယ်ကင်းရှင်းရဲ့အတွက်စခန်းမှုကကရိယာအလုံးမလုံတော့တဲ့နေရာကိုစစ်ဆေးဖို့အဖွဲတစ်ဖွဲကိုစေလုတ်ခဲ့ပါ रे ခရစ်စတီယန်နဲ့သူရလုံဖို့ကင်ဖက်တွေကလည်းခဏအကြမှာပဲနေရာကိုရောက်လာကြပါပြီသူတို့ကအကာအကွယ်အဖုံးကိုဖွင့်ပြီးတော့ဂျိုးကိုလိုက်စစ်ဆေးပါ रे မင်းနဲ့အနေငယ်အကြမှာတော့ခရစ်စတီယန်ကပြတ်သွားတဲ့နေရာကိုတွေ့လိုက်ရပါ रे ထင်တာတဲ့အတိုင်းပဲဂျိုးပြတ်သွားတဲ့အတွက်ဆက်ကအလုံးမလုံးတော့တာပါသူကပြက်စည်းနေခဲ့တဲ့ဂျိုးကိုယူပြီးတော့စခန်းကိုပြန်ပြီးအပြေးသွားပါရင်းပြက်စည်းမှုကိုစမ်းစစ်ကြည့်တော့ခရစ်စတီယန်ကမြောက်ဖိအားဝေးဟာအချိန်တိုးအတွင်းတိတိတတကိုရွှေ့လျားသွားခဲ့တယ်လို့တန်တရားရှိပါရင်း မြေကြီးဘေးအန္တရာယ်ကြီးမဖြစ်အောင်အောက်ကမြို့ကိုချက်ချင်းရွှေ့ပြောင်းမှုအတွက်သူအဆိုပြုခဲ့ပါရင်ဒါပေမဲ့လည်းခရစ်စတီယန်ရဲ့ဆန်းစစ်ချက်ကိုကြားပြန်အောင်စကမ်းမှုကသူအယံကိုဆွေးမှုလွန်ကဲနေတယ်လို့ထင်သွားခဲ့ပါရင်ဒီနေရာကတစ်ကြွလှုပ်ရှားနေတဲ့မြေလွာပြည့်ရွေဆုံးဆိုတော့မြေအောက်လှုပ်ရှားမှုဖြစ်တာကထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူးသူတို့ကပြောင်းရွှေ့ဖို့အမိန့်ကို စောစောစီထုတ်ပြန်ခဲ့မယ်ဆိုတော့လူဝေကလန့်သွားနိုင်ပါ रे ဒါအပြင်ဒီ area ဟာခရီးသွားရသည့်အထွတ်အထိပ်ကာလဖြစ်နေတဲ့အတွက်မြို့ထဲမှာလူတောင်နဲ့ရှိရှိနေခဲ့ပါ रे သူတို့ကိုရွှေ့ပြောင်းဖို့ဆိုကဒေါ်လာတန်းရာနဲ့ရှိကုန်ကြမှာပါဒါကြောင့်စခန်းမှုကဘာမှမလုပ်ခင်ရွှေ့လျားမှုကဘလောက်ထိရှိတယ်လဲဆိုတော့အချက်လက်တွေရရှိဖို့အရင်ဆုံးတူးဖို့ကြည့်ရန်ဆုံးဖြတ်ခဲ့ပါ रे ဒါပေမဲ့ခရစ်စတီယန်ကတော့နောက်ကျသွားလိမ့်မယ်လို့ခံစားမိပါရင်သူကအချက်လက်တွေကောက်ခံနေနေပဲတစ်ချိန်တည်းမှာပဲရွှေ့ပြောင်းတာကိုစတင်ဖို့အကြံပြုခဲ့ပါရင်ကယ်ရင်ဂျက်ဖီယာရဲ့အနောက်မြောက်ဘက်ကအကွယ်ကျောင်းတွေဟာနေအတော်ကြကလေးကတစ်နှစ်ကိုစင်တီမီတာတော်တော်များများရွှေ့လျားနေတာပါ စစ်တမ်းတွေအရခရစ်စတီယန်ကတွက်ချက်ထားတာဝေဟာရွှေလျားမှုက9စင်တီမီတာထက်ကျော်သွားခဲ့မယ်ဆိုတော့မြောက်ဖက်တောင်ရဲ့၃ပုံ၃ပုံကပင်လယ်ထဲကိုပြိုကျသွားမှာပါ။တန်ချိန်တန်ပေါင်းများစွာရှိတဲ့ကြောက်တုံးတွေကအမြင့်ပေ၁၀၀ကျော်ရှိတဲ့ဆူနာမီလိုင်းတွေကိုဖြစ်ပေါ်စေနိုင်ပါပြီ။စကမ်းမှုကခမှန်ချက်ထားအရေးကြီးမှန်းကိုတိပိမဲ့ခေါ်ဆောင်မှုမလုပ်နိုင်သေးပါဘူး။ ူဟာအရင်သူဖို့ဖို့ကိုပဲအတင်းကြပြောပါရင်သူတို့နှစ်ယောက်ကတတိပိရှက်ထုတ်တဲ့မထုတ်တဲ့စွာကိုငင်းခုန်နေကြပါရင်နောက်ဆုံးမှာတော့စခန်းမှုကအလျှော့ပေးလိုက်ရပါပြီသူဟာအဖွဲသားအလုံးကိုအကွဲเจ้าနေရာကိုအချိန်နဲ့တပြင်းကြီးစောင့်ကြည့်ဖို့နေရာချထားလိုက်ပါရင်နောက်ထပ်အချက်လက်အစ်စ်တွေက၄နိုင်လောက်ဆိုရင်ရောက်လာတော့မှာပါ ခရစ်စတင်ရဲ့ယူဆချက်မှန်တယ်ဆိုရင်တော့မှအဲ့ဒီကြမှာထုတ်ပြန်မယ်ဆိုရင်ရွှေ့ပြောင်းမိတ်ကထုတ်ပြန်လို့ရနေတယ်ပါရင်ခရစ်စတီယန်ကလည်းဒီစီမံကိန်းကိုတဘောတူလိုက်ပါရင်သူကကလေးဝေကိုသွားကြိုရမှာဖြစ်လို့စခန်းကနေစစောပြန်သွားပါရင်သူ့သမီးကိုအင်ခေါ်သွားခဲ့ပြီးခီးဆောင်အိတ်တွေထုတ်ဖို့ကနောက်တနေ့မနေ့အစောကြီးလေးရင်စည်းဖို့ပြင်ဆင်ထားလိုက်ပါရင်ဒီအတော်အတွင်းမှာအချက်လက်အစ်စ်တွေရောက်လာခဲ့ပါပြီဒါပေမဲ့စခန်းမှုနဲ့သူ့ရဝန်ထမ်းတွေဟာမျက်နှာပြင်ပေါ်ကအချက်လက်တွေကိုမြင်လဲရတဲ့အခါမှာတော့တုံ့လောက်သွားကြပါရင် theory အရဆိုရင်တောင်ကဆွဲငင်အားကြောင့်အောက်ကိုနှိမ်စင်းသွားတင်တာပါ ဒါပေမဲ့အချက်လက်တွေဟာအကြောင်းတွေက3စင်တီမီတာလောက်ပိတ်သွားတယ်လို့ပြသနေခဲ့ပါတယ်။ဒဇုံတစ်ယောက်ကစောင်းနေတဲ့တောင်ကိုပြန်သွန်းတင်လိုက်တယ်လို့ပဲဖြစ်ပါတယ်။နှစ်ပေါင်း60လောက်ဘူမိဗေဒလုပ်ငန်းလုပ်ခဲ့တဲ့အသက်39နှစ်အရွယ်စခန်းမှုကဒီထူးဆန်းတဲ့အချက်လက်မျိုးကိုတခါမှမမြင်ဘူးပေါ့။ဂရိယာချွတ်ယွန်းတယ်လို့တန်တရားရှိတာကြောင့်ပြန်ချိန်ငေးဖို့အတွက်အမိန့်ပေးပါတယ်။ဒါပေမဲ့အချက်ချင်းပြန်လုပ်ပြီးရနောက်မှလည်းအချက်လက်တွေကအတူတူပဲရှိနေသေးပါ။တကခုမားနေတယ်ဆိုတာကိုသိလိုက်တာကြောင့်စခန်းမှုကသူ့ရဲ့လက်ထောက်နဲ့အတူအကွဲကြောင်ရှိတဲ့အနေအကိုကိုရိုင်းတွားခဲ့ပါတယ်။ ဒါပေမဲ့သူတို့အစင်းတက်ဖို့စတင်လိုက်တာနဲ့တောင်ကြီးကရုတ်တရက်လှုပ်လာပါပြီးကံကောင်းစွာနဲ့ပဲမြင်းငလင်ကကြာကြာမလှုပ်ခဲ့ပါဘူးအချိန်နေဝေငြိမ်သက်သွားတော့စခန်းမှုကခရိယာအလုံးကိုစစ်ဆေးပါပြီးဘာအမှားမှမရှိပါဘူးဒါပေမဲ့အချက်လက်တွေကမှန်ကန်နေဆိုတော့ဘလို့လှုပ်ပြီးအတိတ်ပဲရှိမှလဲအဲ့ဒီအချိန်မှာခရစ်စတီယန်ကလည်းမြင်းငလင်လှုပ်တာကိုခံစားမိပါပြီးသူဘာဖြစ်နေတယ်လဲဆိုတာကိုတိဖို့အတွက်စခန်းကိုဖုံးဆက်ပါပြီး အကွဲကြောင်းတွေပိတ်နေတယ်ဆိုတာကိုသိလိုက်ရတော့တခုခုအကြီးအကျယ်မားနေပြီဆိုတာသူချက်ချင်းပဲတိတွားခဲ့ပါလိသူကသူ့ရဲ့လက်ထောက်ကိုစကမ်းမှုအားရွှေ့ပြောင်းဖို့နဲ့အရေးပေါ်တတိပိရှာထုတ်ပြန်ဖို့တတိပိခံနေပါလိ တကယ်တော့စောင်းနေတဲ့တောင်ကြီးကပိတ်နေရတဲ့အကြောင်းရင်းဟာအချက်လက်မလို့မဟုတ်ပါဘူး။မြေလွာပြားရွှေ့လျားမှုကြောင့်ဖြစ်ပေါ်လာတဲ့ Rolly Polly အကျိုးတရားမှုကြောင့်ဖြစ်တာပါ။မတိမငင်ဖြစ်နေတဲ့ Rolly Polly အယုတ်တစ်ခုကိုစဉ်းစားကြည့်နေမှရင်သူ့ရဲ့အောက်ခြေကိုရိုက်လိုက်မယ်ဆိုရင်အပေါ်ပိုင်းကစန့်ကျင်ဘက်ကိုလှောက်ခါသွားပါရင်ဒါပေမဲ့ဖီအားလွတ်သွားတာနဲ့ပို့ပြီးတော့ လေးတဲ့ဖက်ကိုပြုတ်ကျသွားပါရင်အရင်ကထက်တော်မှပို့ပြီးတော့ပြင်းအားများပါရင်တနည်းအားဖြင့်ပြောမယ်ဆိုရင်အကြောင်းတွေပိတ်သွားတာဟာစုပုံနေတဲ့ဖိအားဝေလွတ်ထွက်တာပဲဖြစ်ပါရင်အဲ့ဒီဖိအားဝေလုံးဝလွတ်ထွက်သွားတာနဲ့တောင်ကြီးကပြန်ကန်အားကြောင့်ပြုတ်ကျသွားတော့မှာပါခရစ်စတီယန်သူ့ရဲ့တတိပေးချက်ကိုအစုံမတတ်နိုင်ခင်မှာပဲဘေးအန္တရာယ်ကကြာရောက်လာပါရင်စခန်းမှုထွက်ခွာဖို့လုံနေတော့မှာပဲသူ့ရဲ့ဘေးက၆ကမ်းပတ်ဟာ ပြပင်းထန်စတင်လောက်ခါလာခဲ့ပါပြီသူကတုံ့ပြန်ဖို့တော်မှာအချိန်မရလိုက်ခင်ကြောက်တုံးကြီးတုံးပြုတ်ကျပြီးတော့သူ့ရဲ့လက်ထောက်ကိုပြိမိသွားခဲ့ပါရင်းစခန်းမှုကကိုကြီးဖို့ကြိုးစားပေမဲ့သူလဲကြည့်လိုက်တဲ့အခါမှာနှစ်ဖက်စလုံးကအကြောင်းနေဟာအချိန်ဟုန်နဲ့ပိတ်နေတာကိုတွေ့လိုက်ရပါရင်းစခန်းကိုပြင်ရတော့ဝန်ထမ်းတွေကလည်းပုံမှန်မဟုတ်တဲ့မြင်းငလင်လောက်တာကိုတိရှိသွားကြပါရင်းမြေလွာပြရွှေ့လျားမှုကြောင့်ခဏသာလောက်သွားတဲ့ငလင်ဟာ ပြင်အားရှေ့အဆင့်ရှိတဲ့အကြောင်းမှတ်တမ်းဝင်သွားခဲ့ပါပြီးအချက်ပေးစနစ်ကချက်ချင်းကိုမြည်လာခဲ့ပါပြီးနိုးဆက်တန်နေစူညာလာခဲ့ပြီးတော့မြို့ခန့်တွေကလည်းလန့်ပြီးနိုးလာကြပါပြီးကန်ကောင်းစွာနဲ့ပဲအကြောင်း area ကမြို့နယ်ကီလိုမီတာဒါဇင်နဲ့ရှိဝေးတာကြောင့်ငလင်ဟာမြို့ကိုတိုက်ရိုက်မထီခဲ့ပါဘူးဒါပေမဲ့မြေပြိုတာကိုဖြစ်စေနိုင်ပြီးတော့အဲ့ဒါကဆူနာမီကိုလည်းဖြစ်ပေါ်စေမှာပါမြို့ခန့်တွေကလည်းအချိန်ဆွဲမနေတော့ပဲနဲ့ချက်ချင်းကိုရွှေ့ပြောင်းသွားကြပါပြီးဒါပေမဲ့ရွှေ့ပြောင်းနေတော့မှပဲမတီမငင်ဖြစ်နေတဲ့တောင်ဆောင်ကပြိုကျလာပါပြီး တန်းထဲရှိတဲ့ကြောက်သုံးတွေဟာမြစ်ထဲကိုပြိုကျသွားခဲ့ပြီးတော့ကြောက်ဖို့ကောင်းတဲ့လိုင်းလုံးကြီးကိုဖန်တီးလိုက်ပါလိမ့်။စခန်းကိုလည်းဆူနာမီတတိပိချက်ချက်ချင်းပဲရောက်လာခဲ့ပါလိမ့်။၁၀မိနစ်အတွင်းမြို့ကိုလိုင်းလုံးကြီးရောက်လာတော့မှာပါမြို့ထဲမှာဆိုရင်တော့ခရစ်စတီယန်ရဲ့စနီးဖြစ်သူအိုင်ရန်ကလူဝေကိုရွှေ့ပြောင်းပေးနေတော့ခရစ်စတီယန်စီကနေဖုန်းဝင်လာပါရင်ခရစ်စတီယန်ကသူ့ရဲ့သမီးကိုခေါ်ပြီးတော့ထွက်သွားဖို့ပြောပါရင်ဟိုတယ်မှာအဲ့တဲ့ဝီနဲ့ဝန်ထမ်းတွေကိုခေါ်လုံရောက်ကိုခေါ်သွားမဲ့ဘတ်စကားတစ်စီးရှိပါရင် ခရစ်စတီယန်ကလည်းမတွန့်ဆုတ်တော့ဘဲနဲ့သူ့ရဲ့သမီးကိုခေါ်ပြီးမြင်းမြရကိုဥတီတော်ပါရင်ဒါပေမဲ့တောင်ချင်းကိုရောက်တော့လမ်းပိတ်နေခဲ့ပါပြီအချိန်ကလည်းတရေရွှေကုန်နေခဲ့ပြီမလို့ခရစ်စတီယန်မဆောင်နိုင်တော့ပါဘူးသူကသူ့ရဲ့သမီးကိုဆွဲပြီးတော့တောင်ပေါ်ကိုပြေးတက်တော့ပါရင်ပြေးလွာရင်းနဲ့ပဲလမ်းတစ်လျှောက်ကတခြားလူတွေကိုလည်းတတိပေးပါရင်ဝေးကွာတဲ့နေရာကနေဆူနာမီလိုင်းကြီးကိုမြင်လိုက်ရတော့လူတွေကလည်းကြောက်လန့်ကြရဲတန့်သွားကြပါရင် ရွှေ့ပြောင်းရေးလမ်းကြောင်းမှာဆိုရင်အမျိုးသမီးတစ်ယောက်ကသူ့ရဲ့အရှိကကားဟာကောင်းကောင်းမရက်ထားတဲ့အတွက်ပိတ်မိနေခဲ့ပါရင်ခရစ်စတီယန်ကသူ့ကိုပြစ်မှတ်ထားခဲ့ပါဦး။သူကသူ့သမီးကိုဘေးကလူစီအပ်လိုက်ပြီးတော့အဲ့ဒီအမျိုးသမီးကိုကူဖို့အတွက်ပြန်လဲသွားခဲ့ပါရင်ဒါပေမဲ့သူ့ရဲ့ခြေထောက်ကဒဏ်ရာရနေတာကြောင့်ပြေးလို့မရပါဘူး။လိုင်းလုံးကြီးနီးလာတာနဲ့အမျှခရစ်စတီယန်စီမှာရွေးချယ်စရာမရှိတော့ပါဘူး။သူကအမျိုးသမီးကိုကားထဲဆွဲထည့်ပြီးတော့ခပတ်တွေပတ်လိုက်ပါရင်ဒီအတော်အတွင်းဟိုတယ်မှာ အိုင်ရန်ကအဲတဲဝီကိုရွှေ့ပြောင်းပြီးရနောက်သူ့ရဲ့သားလေးပျောက်နေတော့ကိုသတိထားမိခဲ့ပါရင်သူ့ဘယ်နေရာကိုပဲရှေ့ရှာမတွေ့ပါဘူးအချိန်ကုန်လာတာနဲ့အများသူလက်လျှော့တော့မလို့ဖြစ်ခဲ့ပါရင်အဲ့ဒီနောက်မီယောခမ်းဘေးကဖြတ်သွားတော့တကားဖွင့်ထားတာကိုသတိထားမိခဲ့ပါရင်သူစင်းသွားလိုက်တော့သူ့ရဲ့သားကစကိတ်ဘုတ်နဲ့ကစားနေတာကိုတွေ့ရပါရင်စကားတစ်ခွန်းမှမပြောဘဲသားကိုဆွဲပြီးထွက်ပြေးဖို့အလင်းစလို့လုပ်ပါရင်ဒါပေမဲ့သူတို့ထွက်ပေါက်ကိုရောက်တော့ဘတ်စကားကထွက်သွားနေမှာပြီးမိသားတရားမြင့်တဲ့လိုင်းလုံးကြီးသူတို့စီကိုဦးတီလာတာကြောင့်အိုင်တန်နဲ့သူ့ရဲ့သားဟာပိုကောင်းတဲ့ရွေးချယ်စရာမရှိတာကြောင့်သူက ကသူတို့ကိုဟိုတယ်ရဲ့မြောက်ခွလုံးရစီခေါ်သွားပါရင်ဘလောက်ကြာသွားမှန်းပဲဒူးမှမတိပါဘူးဒါပေမဲ့နောက်ဆုံးမှာတော့ခရစ်စတီယန်တတိပြန်လည်လာခဲ့ပါရင်သူကဲခဲ့တဲ့အမျိုးသမီးကတော့မရှိတော့ပါဘူးသူ့ရဲ့ကားထဲကနေခိုက်ခိုက်တုံနေခဲ့ပြီးတော့ထွက်လာတဲ့အချိန်မှာမြို့သမီးလုံးကပြပုံဘွားရောက်နေတော့ကိုတွေ့ရပါရင်အဲ့ဒီနောက်ဟိုတယ်ဘတ်စကားကိုသူတတိထားမိသွားခဲ့ပါရင်သူဝင်ကြည့်လိုက်တော့ခီးတဲ့ဝေးအားလုံးတည်ဆုံနေတော့ကိုတွေ့ရပါရင်သူ့စနေနဲ့သားကိုအတဲတန်ရှာပေးမဲ့ဘာမှမတွေ့ပါဘူးခလုံးရထဲမှာအိုင်တန်နဲ့တခြားလူတွေပြိမိနေစေပါ ရေဝေကလည်းဈေးဝင်လာခဲ့ပြီးတော့နေရာကကျင်းလာပါပြီသူကတကားကိုဖွင့်ကြည့်ပေမဲ့အမိုက်တွေပိတ်နေခဲ့ပါပြီအဲ့ဒီအခါအပေါ်ကနေခောက်တန်ကြားလိုက်ရပါပြီခရစ်စတီယန်မှာသူကဘတ်စကားပေါ်မှာစနီးကိုမတွေ့တာကြောင့်ဟိုတယ်ကိုပြန်လာခဲ့တာပါစိတ်ပြအားငယ်စွာနဲ့ပိုက်လုံးတွေကိုတူထုနေခဲ့ပါရင်အတန်ကိုကြတော့အိုင်တန်ကတဲရောက်သူတို့ကိုကယ်ဖို့အတွက်ကြိုးစားနေတယ်ဆိုတာသိလျက်ပါရင်သူတို့ကလည်းအာယုံဆိုင်မိစေဖို့ပိုက်လုံးတွေကိုပြန်ခောက်ကြပါရင်တုံ့ပြန်တဲ့ကြတော့ခရစ်စတီယန်ရဲ့မျိုးလင့်ချက်ပြန်ပြီးရှင်တန်လာခဲ့ပါပြီ ူကအတန်နောက်လိုက်သွားပြီးတော့ခုံလုံရတကားကိုတွေ့သွားခဲ့ပါရင်အသွေးမှာဆိုရင်သူ့စနီဟုတ်မဟုတ်မသိပေမဲ့သူကလစ်လို့ရှုလို့မဖြစ်ပါဘူးသူ့ရေထဲကိုငုံဆင်းပြီးတော့တကားကိုပိတ်ဆို့ထားတဲ့ကြောက်သွုံးတွေကိုဖယ်ရှားပါရင်အိုင်ဒန်ကိုမြင်လိုက်ရတဲ့အခါမှာသူစိတ်လှရှားမှုကြီးလမ်းမိုးသွားခဲ့ပါရင်သူ့ကြောင့်အတွင်းမှာပိတ်မိနေတဲ့လူအိုင်းကကယ်ဆယ်ခံခဲ့ပါရင်မိသားစုခုံလုံရကနေထွက်လာတဲ့အခါမှာတော့အရေးပေါ်အဖွဲရောက်လာခဲ့ပါပြီတတိပိချက်ကိုအချိန်မီထုတ်ပြန်နိုင်ခဲ့လို့မြို့ခံအများစုကတောင်ပေါ်ကိုဘေးလို့ရထွက်ပြေးနိုင်ခဲ့ကြပါရင် ဝမ်းနေဖို့ကောင်းတာကတချို့လူတွေကတော့အသက်ဆုံးရှုံးခဲ့ရပါတယ်ကြီးစုပြပြိတ္တများအလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ